်မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြခြင်းတဲ့အစာကလေးကတော့ဆ ्याम ရွှေဘုံမိမိကြီးညီတာတဲ့ဒုတိယသမီးတော်ဤစာတော်ဝင် ြည်သူတွေထဲမှာအသက်40ကျော်ပြီးသားများက လွဲလို့ကျန်တဲ့သူတွေအနေနဲ့ကတော့သူတစ်ပါးလောက်ခံရှင်းရှင်းဆိုရရင် သူ့ကြုံဘဝပေါ့အဲ့ဒီသူ့ကြုံဘဝရဲ့အခါတီးတဲ့အရာတွေကိုလက်တွေ့မခံစားဘူးကြပါဘူးဘယ်ခံစားဘူးပါမလဲသူတို့ကကံကောင်းလို့လွတ်လပ်ခဲ့မှာလူဖြစ်ကြရသူတွေကိုဒီတော့ မျက်နှာဖြူမြင်ရင်သခင်လို့ခေါ်ရတဲ့အဖြစ်လက်အုပ်ချီနေရတဲ့အဖြစ်မျိုးမကြုံဘူးမကြားဘူးတွေပါဒီခေတ်မွေးလာတဲ့လူလူဟာဘာနဲ့တူတယ်လဲဆိုရင်မျက်နှာကန်းနာနေရလို့ရည်ကြီးတစ်ခွက်ရဲ့တံပိုးနားမလည်သူများနဲ့တူတယ်လို့ဆိုချင်ပါတယ်လူကြီးတွေကတော့တဲကန်နာရအလေလမ်းပျောက်ပြီး OA စစ်စခန်းမရောက်နိုင်မဲရေငတ်နေသူ ခီးတယ်များနဲ့ တူတယ်လို့ထင်ပါတယ်ဒီနေရာမှာရေးဆိုတာတခြားစားစရာ မုံပဲများလို့စားတယ်လို့မသုံးပဲငတ်တယ်လို့သုံးလုံးခဲ့ကြတာကခံစားချက်အပြင်းအပြို့ကိုခြာနာပြီးသားဆိုတာသတိပြုရပါပါဒီခေတ်လူငယ်တို့ကိုငယ်စဉ်ကလွလက်ခွင့်ရေးကြီးကိုဘလောက်တောင်းတခဲ့ကြရတယ်ဆိုတာသဘောပေါက်စေခြင်းလို့ တင်စားပြောရတာပါဒီလိုပြောပြခြင်းနဲ့စိတ်ကူးပေါက်လာရတာကလည်းအကြောင်းရှိပါတယ်အဲ့ဒီအကြောင်းကတော့ဟိုးရခင်ကထွက်ခဲ့တဲ့မဂ္ဂဇင်းဟောင်းတစ်ဆောင်တည်းကစောင်းပါတပုတ်ကိုတွေ့မိဖတ်မိလို့ပါပဲဒီစာမဖတ်ရခင်ကလည်းလောက်ခံဘဝရဲ့ဇိုးကွက်ညံကွက်တွေကို အတော်များများတည်ပြီးသားဖြစ်မှာပါဒါပေမဲ့ အခုစောင်းမမှာပါတဲ့လောက်ထိသူ့ဂျုံဘွားမှာတာမန်အယတာမပြောနဲ့ထေကြီးဝါကြီးယဟန်ကြီးတွေကိုတော့ရိုင်းရိုင်းပြပြစော်ကားမော်ကားလှုပ်တာခံခဲ့ကြရတယ်ဆိုတဲ့အထီးတော့ဂဂနနာမတိခဲ့ဘူးပါဒီစောင်းမမှာမြန်မာနိုင်ငံမှာအစိုးရကနိုင်ငံကြီးစီးပွားရေးတွေမက သာသနာ့ကြီးမှာပါအနှိမ်ခံနေကြရပြီလို့တည်င်းကြရတော့ အိန္ဒိယနိုင်ငံမှာစံနေတော်မူတဲ့သီဘောမင်းရဲ့ဒုတိယသမီးတော်ကတန်ဃာတော်ကြီးတွေအပေါ်မှာဝန်ထမ်းချို့ကမဖွဲမရပြုတ်နေတာတွေကိုကာစီးပေးဖို့မြမပြည်ပင်ကစာဟာကုတ်ဘတ်လာစီကိုစာရေးပေးပို့ခဲ့တာ ဖော်ပြထားပါတယ်ဒုတိယသမီးတော်ကမိမိဇာတိနိုင်ငံရေးအတွက် သူတက်နိုင်တဲ့ဘောင်တွင်းကနေပြီးအကူအညီပေးတဲ့စာပါပဲဒီတော့ဒီစာကို မတင်ပြခင်မှာအချက်တစ်ချက်ကို အရင်ရှင်းပြဖို့လိုပါတယ်ပထမအချက်က1920ပြည့်နှစ်လောက်ကနိုင်ငံရဲ့လူမျိုးဒုက္ခတွေမှာဘလို့ဖြစ်တည်နေကြရတယ်ဆိုတဲ့အခြေအနေမှန်ကို ရှင်းလင်းပြထားနှင့်မူပါဒုတိယအချက်ကတော့မြမပြည်ဘရင်ကန်စီ စာတုံးပေးပို့လိုက်တဲ့ ဒုတိယသမီးတော်အကြောင်းပဲဆိုကြပါစို့ပထမအချက်ကစပြောပါမယ်အဲ့ဒီခေတ်မှာကမြမတယံဇာတထွက်ကုန်ဖြစ်တဲ့ဇန်စဘာကျွန်းသစ်ရင်းနှံတဲ့ကြောက်တမ်းပရမများတွေကိုအင်္ဂလိပ်ကုန်တယ်ကြီးတွေက BOC BBTC ဒီလင်ဂျာပူဂလုတ်စတီဘရာသာ စတဲ့ကုမ္ပဏီကြီးတွေအမျိုးမျိုးဖွင့်ပြီးအကြီးအကျယ် လဝကြီးအုပ်နေတဲ့အချိန်မှာသူတို့ပြီးတော့မှ အလဆားအနေနဲ့တရုတ်ကလာ အရင်ရှင်များကိုငွေလုံးငွေရင်းနဲ့အမျက်ထုတ်နေကြတယ်။အညာဆုံးအစားကတော့တိုင်းရင်းသားမြန်မာတွေပါပဲ။မြန်မာလူလူမှာတော့ကိုယ်အိမ်မှာနေရင်ထိုင်ရင်ဘုံပြောက်ပြီးခိုးကိုရမဲ့ဖြစ်သွားသူလို ကြိတ်မနိုင်ခဲမရကာလပေါ့။မြန်မာလူနေစုကဝန်ထမ်းလောကမှာ ရာထူးသေးသေးကလေးတွေယူပြီးလာကားစသေးသေးကလေးတွေစားလို့လူများစုကြီးကတော့မြေကြီးကိုကျက်ရသလိုရက်ပြီးစားနေကြရပေမဲ့မဝရည်စားပါခြုံပြောရရင်မြမပြီမှာမြမတွေကအောက်တန်းအကြဆုံးအစ်မနေကြရတဲ့ကာလပါပဲအခုလိုအမျိုးလိုက်ချီပြီးစားဝင်နေရေးဒုက္ခတွင်နဲ့နေကြရတာ မျက်နာငယ်ရရတာဖြစ်တော့ဒီနေရာမှာယဟန်တန်ဃာများက ဝင်ပါလာကြရတာပေါ့တကယ်ကလည်းတန်ဃာနဲ့ဘီသူဆိုတာကရည်နဲ့အကြာလိုပဲမဟုတ်လားကြာနဲ့တူးတဲ့တန်ဃာတော်များအတွက်ရည်နဲ့တူးတဲ့လူဒါယကာတွေပြည်စုံမှ ဖွင့်ပြိုးမှုဖြစ်မှာပေါ့တခါရည်နဲ့တူးတဲ့ဒါယကာများမှလည်းကြာနဲ့တူးတဲ့ကိုကိုရယဟန်တန်ဃာမရှိရင်ဗမာတင့်တယ်ပါမလဲ ဗမာအချက်တည်းရှိပါမလဲဒီတော့ယဟန်တွေလည်းဒီအချက်မှာ မနေတာဘူးပေါ့ကိုယ်တရားကတွေအတွက်မျက်မှောက်ကောင်းကျိုးတမလွန်ကောင်းကျိုးဟုသမျှရှေ့ဆောင်လမ်းပြရတဲ့ဝတရားရှိတော်မူကြလေတော့အမျိုးသားလုံးအမိမေသားရင်းနှင်းငါဖြစ်နေရတာကိုလက်ပိုက်ကြည့်မနေနိုင်ကြတော့ဘူးလေသူခေသူခါလိုက်ဆရာနဲ့တကားတကားနဲ့ဆရာ ပေါင်းစည်းကူညီပြီး လက်တွဲဆောင်ရွက်ခဲ့ကြတာတွေရှိသားပဲကိုမြမသမိုင်းကိုနောက်လန်ကြည့်မယ်ဆိုရင်ရဟန်းတော်များတိုင်းညိုပြည်ချိုးဆောင်တော်မူခဲ့ကြတဲ့အသာကတွေအပုံကြီးပါမကန်ခက်တက္ကရက်646ခုခရစ်နှစ်1284မှာရဟန်းတော်အရှင်ဒီသာဗမောက္ခရဲ့ပင်ရခက်ကတက္ကရက်866ခရစ်1404ခုနှစ်မှာ ပင်းရစကြိုသူမြတ်တို့ဟာမင်းမှုဇိုးတာလိုအချက်ဖြစ်တဲ့ငိမ့်ငိမ့်မဟာတမန်တော်ဝင်ကိုထမ်းဆောင်တော်မူခဲ့ကြတာရာဇဝင်မှာအထင်ရှားမဟုတ်လားဒီခေတ်အင်္ဂလိပ်ကျွန်တွင်းနေနေကြရတဲ့အချိန်မှာတော့ခေတ်အချိန်ရဲ့တောင်းဆိုချက်ရပြည်သူနဲ့အတူတူလက်တွဲပြီးပြောစရာရှိတာပြောဟောစရာရှိတာဟောကြရပါတယ်တန်ဃာတော်ဒီလိုပါဝင်လာပြီဆိုတော့ မျိုးချစ်ဝန်သားမှုတရားဟောတဲ့ဆရာတော်များကိုအစိုးရနဲ့မကင်းမလွတ်တဲ့စကားများပြောဟောတယ်ဆိုပြီးအိန္ဒိယရာဇသက်ပုံမှ124ကကြီးအရာနောက်တစ်မျိုးကကာကွယ်ရေးဥပဒေအရဆိုပြီးဖန်နေထောင်ချရဲထောင်ချရမှာလဲတာမန်ထောင်သားများလို သင်ကန်းကိုချွတ်ထောင်ဝိတ်ကိုဝယ်ပေးတယ်အဖန်ခံရတဲ့အထက်ကတချို့ကိုရော်တွေကိုလဲ အလုတ်ကျန်းလှုပ်စေတယ်ဒီတော့ပြည်သူလူထုအနေနဲ့မူလကမှ လူလုံးမလှအောက်တန်းကြနေကြရတယ်အဲအခုလိုမိမိတို့ဥထိတ်ထားကိုးကွယ်ရာတန်ငါပါထိလာတော့အုံကြွလာတာပေါ့အင်္ဂလိပ်အစိုးရကလည်းမလျှော့ဘူးလေဒီတော့တွင်ယဟန်တော်ဥဒ္ဓမကိုတော်ကြီးကိုခုပြောတဲ့ဥပဒေပုံမှန်တွေတက်ပြီးဖန်းစီရုံးတင်အမှုလုပ်ပါတယ် ယုံချင်းရက်မှာ စစ်ဆေးတဲ့အခါဇေယတော်တန်ဃာတော်များကယုံငန်းကို လာရောက်နားထောင်တော်မူကြပါတယ်။ဒီမှာနေတခါယုံထိုင်တဲ့အကြီးပိုင်းမစ္စတာအဇလာဆိုသူကဇေယတော်ကြီးများကယုံကိုအယုသိမပေးကောင်းလားယင်လို့ထွက်သွားကြဆိုပြီးနှင်ထုတ်ပါလေရော။ဒီတော့ဇေယတော်တန်ဃာတော်တွေအားလုံးယုံငန်းကထွက်လာကြရပါတယ်။ အဲ့ဒီဖြစ်ရမှာမြမတစ်မျိုးသားလုံးမကြင်မနဲ့ဖြစ်ပြီးသတင်းစာကြားနေမဂ္ဂဇင်းများမှာရဲတဲ့သူကခေါင်းကြီးပိုင်းမှာရေးကြကတ်တွန်ဆွဲပြကြနဲ့တအားသမျှဆန္ဒပြအကန့်ကွက်နေကြတာပေါ့ဒါသတင်းသမားစာပေသမားများအနေနဲ့အင်္ဂလိပ်လက်အောက်မှာ ထောင်မကြောက်ပဲတာဝန်ကြီးခဲ့ကြတယ်ဆိုတာမှတ်သားစရာပါပဲနောက်ပြီးအခုလိုဒုတိယအသမီးတော်ကဘင်းငန်စာဟာကုတ်ဘတ်လာစီ ရေးပို့ထားတဲ့စာကို ဖော်ပြဖို့နဲ့သူရိယာမဂ္ဂဇင်းကိုလည်းချီးကျူးလိုက်ပါပြီလေအခုပြောပြတာတွေကအဲ့ဒီခေတ်ကမြန်မာနိုင်ငံရဲ့အခြေအနေပါပဲဒုတိယပြောချင်တာကတော့အရှင်နှပါကိုအင်္ဂလိပ်ဖမ်းသွားပြီးတော့အိန္ဒိယနိုင်ငံယရနာဂီရီမှာအကြေကျုပ်ထားပါတယ်အဲ့ဒီဒေသမှာစံနေတော်မူရာကတိဘောဘီရင်နဲ့ရာစံတော့ မိဖုရားကြီးကမြန်မာနိုင်ငံကိုသမီးတော်အချို့နဲ့အတူပြန်လာဝင်ရပါတယ်။ပြန်လာခွင့်မရတဲ့ဒုတိယသမီးတော်နဲ့မြောက်သားတော်လက်သခင်တို့ကတော့အိန္ဒိယပြည်ကလင်ပုံမြို့မှာစံနေရခဲ့ကြရပါတယ်။လက်သခင်ဆိုတာကတိုင်တာမင်းကြီးငေနမီ ဥဖို့ရဲ့မြစ်တော်ဆက်သူငေမီခင်မောင်လက်ကိုခေါ်တာပါ။သူ့ရဲ့မျိုးရိုးကဒီလိုပါ တိုင်းတာမင်းကြီးရဲ့သမီးပရိမျိုးသားက တောင်တဝဲပုံနဲ့လက်ဆက်ပါတယ်။သူတို့အသားပြည့်တဲ့မဖဲမျိုးသားအမြောက်ဝန်ကစုဖျားလိုက်ရဲ့လူယုံအပြူတော်မန်းတတိရွာသားခင်လေးနဲ့လက်ဆက်ပါတယ်။ခင်လေးကမင်းတော်ဘုံတော်ကြီးဖရားရဲ့စီးတော်မြင်းဝင်နဲ့ဇနီးကြောက်တလုံးမျိုးသားရဲ့သမီးပါ။ တောင်တလုံးမျိုးသားကမင်းတို့မင်းရဲ့အိမ်တော်ပါငယ်ပေါင်းမြောင်နှမ်းမိဗျာငင်မီခင်သေးရဲ့အမဆိုတော့ခင်လေးကမြောင်နှမ်းမိဗျာရဲ့တူမတော်ပါဒါကြောင့်လက်သခင်ကအမြောက်ဝင်နဲ့မန္တကြီးရာသာအပြူတော်ခင်လေးတို့ရဲ့အသားဖြစ်သူပါဒုတိယသမီးတော်နဲ့လက်သခင်တို့ဟာ ကလင်ပုံမြို့မှာပဲအသက်ထက်ဆုံးစံနေတော်မူသွားကြရပါတယ် လက်သခင်ကတနက်ပြည်ရာနဲ့ပကြီးဆွဲရာမှာထူးကြော်နေလို့သိရပါတယ်။ဒါကသိမှတ်ထားသမျှပြောပြတာပါ။တကယ်တော့အရှင်တပါအနွယ်တော်များအကြောင်းကိုဘယ်ခင့်မဆိုပြည်သူကသိကျင်ကြားကျင် နေကြတာပါ။ဘီးရင်အနွယ်တော်များနဲ့ပတ်သက်လို့ဇာဟုကဂီရိယရနာဆောင်းမမဟာနဲ့တိဘောမင်းဆက်အတွင်းများဆိုတဲ့ဇာဟုနှုတ်ပဲအထင်ရှားရှိပြီးအခုဆောင်းမကတော့ တိမ်မြုပ်နေတဲ့အစာဆိုပါတော့လွန်ခဲ့တဲ့နှစ်ပေါင်း64နှစ်ကစာမှုအဲ့ဒီကဲကအရေးပါတဲ့သမိုင်းကြောင်းတို့ကကိုမိမောင်းထိုးပြသလိုပြက်ပြက်ထင်းထင်းတွေ့မြင်ကြရမှာပါနောက်ပြီးစာတော်ဝင်ရေးလိုက်တဲ့ဒုတိယသမီးတော်ရဲ့ကိုကျိုးမဖက်နိုင်ငံအကျိုးသက်သက် ဆောင်ရွက်တဲ့စေနာကုန်လဲသိရပါတယ်ဒါ့အပြင်အလောင်းဖျားဥအောင်စီရရဲ့အနွယ်တော်ပြီးပြီးဇာတိသွေးမခန်း၆သေးဘူးဆိုတာ အရင်ကထားပြီး ုခေကသူ့ရဲ့နိုင်ငံရေးအမြင်သူ့ရဲ့တာဝန်သိမှုဆိုတာတွေခြုံငုံပြီးရိတ်စားနားလည်ခွင့်ရပါလေ။နေချက်လက်တွင်စံနေရင်းကပဲနေချက်ကိုစားပြုတဲ့ဘင်းကန်စီရေးလိုက်တဲ့စာရသူ့ရဲ့ဇာတိပုံညဂုံမာနပွင့်ကို စိတ်မျက်စီမှာထင်ကနေမြင်ရတာကိုလည်းမြင်နိုင်ပါလေ။တကယ်ကတော့ဒီစာရေးလိုက်တာကလည်းအထိုက်လျောက်တော့အကျိုးရှိတယ်လို့ဆိုနိုင်ပါမယ်။ ။ဘာကြောင့်လဲဆိုတော့ဒီစာရေးပို့လိုက်တဲ့အချိန်ရင်နိုင်ငံတွင်းမှာဒီကိစ္စနဲ့ပတ်သက်ပြီးယဟန်ရှင်းလူတွေမတိမနဲ့ရေးကြပြောကြတဲ့အချိန်ရင်နောက်ပိုင်းမှာအင်္ဂလိပ်အစိုးရဟာယဟန်တော်များနဲ့ဆက်ဆံရတဲ့အခါရိုင်းပြမှုတွေရော့ပါသွားတာတွေ့ရလို့ပါ။ဒါကြောင့်ဒီအဖြစ်တွေကိုဒီခေတ်လူတွေသိကြရအောင်1924ခုနှစ်ကဒုတိယသမီးတော်ကဘရင်ကန်ဆာဟာကုတ်ဘတ်လာစီပေးပို့တဲ့စာတော်ကို မူရင်းအတိုင်းဖော်ပြပေးလိုက်ပါတယ်။နေရဆံမြမဘီရင်မင်းမြတ်ဤဒုတိယသမီးတော်အရှင်ထိတ်စုမြတ်ဖရာလတ်ကလင်ပုံအိန္ဒိယနိုင်ငံတို့မြမဘီဘီရင်ငံမင်းစာဟာကုတ်ဘတ်လာရန်ကုန်မြို့ယဟန်တော်ဥဒမကူတော်ယခုဖြစ်ပေါ်လဲရှိသောအမှုစစ်စေးနေစဉ် ယုံသူအမှုနားထောင်ရန်ကြွရောက်တော်မူလာကြသောမြမယဟန်တော်ဆရာတော်အရှင်များယုံကိုအယူအသိမပေးသဖြင့်ယုံငါမှတရားသူကြီးကအနှင့်ထုတ်သောအကြောင်းနှင့်ယဟန်ဥဥဒ္ဓမဂုရောအားထောင်အဝတ်အတင်းလဲလှယ်စီကြောင်းကိုမြမသတင်းစာများ၌တွေ့ရသဖြင့်များစွာ စိတ်မချမ်းမသာဖြစ်တော်မူရသည်အောက်ပါမြမမင်းအစိုးရတို့၏ထုံးစံအယူဝါဒကို စာဟာကုတ်အမှုရှိသည့်အစိုးရတို့အသိစီရန် ဝေတရားအယရည်တော်မူလိုက်ပါသည်ခမည်းတော်ဖရာသည်မင်းဧကရေဖြစ်တော်မူသောကြောင့်မိမိတို့အယူဝါဒတလေးထုံးစံလိုက် အသက်ကြီးသောဆရာတော်ယဟန်ကြီးများကိုမဆူထားမူ၍၎င်းထက်အောက်ကျသောအရှင်သာမဏေခေါ်ကျင့်ဝတ်အနည်းငယ်သာခံယူရသောပုဂ္ဂိုလ်များကိုပင် မြင်သောနေရာမြတ်သောနေရာပေးခြင်းရှောက်ထားခြင်းဖြင့်အယူသည်ပြီးတော်မူသည်ခမည်းတော်ဖရာတစ်ပါးသာဤသို့ပြုမူသည်မဟုတ် အထက်အထက်သောမြမမင်းဣကရိအစိုးရတို့သည်လည်းဤအတိုင်းအယူဝါဒတလိထုံးစံရပြုမှုအယူသေးပေးမည်ဖြစ်သည် ထို့ပြင်ယဟန်အဝတ်မှထောင်ဝိအတင်းလဲလဲစေခြင်း၌လည်းမြမမင်းအစိုးရတို့မိသည့်အခါကားမြပြုသောထုံးစံစီကံမရှိသည်ထောင်တွင်း၌အင်္ဂလိပ်လူမျိုးမြမလူမျိုးစသည်ဖြင့်ရှိရာမြမလူမျိုးတို့လုံကြီးသဏ္ဍာန်ရှိသောအဝတ်ကိုထား၍အင်္ဂလိပ်လူမျိုးတို့ ပေါင်းမီကုတ်စသောအဝိဖြင့်ခွဲခြားထားသောထုံးစံရှိခဲ့ပါလျင်မြမယဟန်တို့များကိုလည်းထောင်ချရန်အသင်ရှိသောအခါသင်္ကန်းခေါ်သောယဟန်တို့အဝိများကို ခွဲခြားထားရန် ကောင်းပါလိမ့်မည်ဤသို့မပြုမီဝိနည်းတရားတော်ကိုကျွမ်းကျင်တော်မူသော ဆိုင်ရာယဟန်တို့ဆရာကြီးများမြမလူမျိုးများနှင့်လည်းမိတို့ထားရန်အသင်လောကြောင်းဆွေးနွေးတိုင်ပင်မှအသင်လျော်ရည်မည်အကြောင်းမှာသင်္ကန်းဆိုသောအရာသည် လူဤအဝိကဲ့သို့ မိမိတို့စိတ်ထင်ရှားချုပ်လုပ်ပြုပြင်ထားသောအရာမဟုတ်သည့်အပြင် လူကစွန့်ကြဲပေးကမ်းသည်ဟူသောဝတ္ထုပစ္စည်းမျိုးမဟုတ်သောကြောင့်အဆိုပါပုဂ္ဂိုလ်မျိုးအားဆွေးနွေးလျှောက်ထားသဖြင့်ဘာသာတရားအတိုင်းဆက်ဆံမှသာမှန်ကန်ပြီးကျေနပ်ရန်ရှိစေမည်။ကျွန်ုပ်တို့ဘာသာအထုံးစံကိုယုံကြည်ယူတည်ရမည်ဟုမဆိုလို့ရင်ကျေးသောစီကံတွင်သက်ဆိုင်သလောက်သာပေါ်ပြတော်မူသည် ဗီတိုရီယာဘီမာကြီးသားတော်မြေတော်ဘီအဆက်ဆက်ဘိတ်သိပ်ပွဲတွင်လဲသူတစ်ပါးအမျိုးသားသာသနာ့ကိုမထိခိုက်မစော်ကားရကြောင်းပြန်နှန်းထုတ်သည်များကိုစာဟာကုတ်သိပါလိမ့်မည်။မြမတို့၏အထက်ပါထုံးစံတို့ကိုလည်းသိပါလိမ့်မည်။တရိဝီရိယလုံ၍ဤကဲ့သို့မသိလျော်သောနှိတ်ကော့စော်ကားမှုများဖြစ်သည်ဟုသာကျွန်ုပ်တို့အယူရှိမိသည် ဖြစ်ကြောင်းထို့ပြင်တစ်ချက်မှာ မြမအစိုးရနှင့်တကားပြည်သူပြည်သားတို့၏အထွတ်အထိပ်ဖြစ်သောယဟန်တော်များနှိတ်ကွတီကိုသိမြင်ကြကမြမတစ်မျိုးလုံးကြောက်ရွံ့ပြပြနွန်နွာသွားလိမ့်မည်ဟုသောဝါဒသဘောမျိုး အင်္ဂလိပ်အစိုးရ၌ရှိခဲ့ပါလင် မှန်လိမ့်မည်မထင်အင်္ဂလိပ်တစ်မျိုးလုံးသည်ရဲရင်သည်ဟုမယူဆနိုင်တဲ့ကဲ့သို့မြမတစ်မျိုးလုံးလည်းရဲရင်သည်ဒုက္ခခံဝင်သည်ဟု မဆိုလိုပါ အင်္ဂလိပ်ဖြစ်စေ မြမဖြစ်စီရဲရင်သူကရဲရင်တရေဝောနေသူနေချောင်းများမှာမျက်မြင်ဒိဋ္ဌပင် ဖြစ်ပါသည်တအတိမြံဖော်ပြလို့ဒီမှာကျွန်ုပ်တို့ကိုးကွယ်သောဖရာအောက်မှာယဟန်သံဃာတော်များရှိပါသည်သံဃာတော်များအောက်မှာမူကျွန်ုပ်တို့ကိုမွေးသောမိဘနှင့်ဆရာများဖြစ်ရာမိမိတို့၏မိဘကိုတစုံတစ်ယောက်ကစော်ကားထိခိုက်လျင်သူတို့သဘောမှာ ပထမစိတ်နှလုံးတွင် ထိခိုက်နာကျင်ခြင်းဖြစ်ပါလိမ့်မည်။ထို့နောက်တခါတရံမှားသည်မှန်သည်ကိုယုတ်တည့်မနိုင်ချိန်နိုင်ပေမိမိတို့မိဘအတွက်အသက်ပေးရန်ကိုသာသဘောပိုက်ပြုကျင့်တတ်လိမ့်သည်။မိဘထက်မြတ်သောသံဃာတော်တို့ကိုအတွက်ထားရှိမြဲအယူဝါဒမျိုးမှာထိုပုဂ္ဂိုလ်တို့အတွက်စွန်စားလျင်မိမိကိုယ်တိုင်နှင့်ကင်းလျက်ရှိသောကြောင့်မြတ်သည်ဟူသောအယူဝါဒမျိုး လူတိုင်းပင်ထက်သန်ရှိတတ်သောကြောင့်ထိုပုဂ္ဂိုလ်မျိုးအတွက်ဆိုရင်လွယ်လွယ်ကူကူစွန့်စားအသက်ပေးတတ်သောအပြုအမူမှာမြမလူမျိုးတိုင်းထိုသဘောရှိလိမ့်မည်ဖြစ်ကြောင်းကိုစင်ကြင်သဖြင့်တိုင်းပြည်အရှိငိမ်သက်ရေးအတွက်ညှော်မြင်ချုပ်တီးနိုင်လင်အကောင်းဆုံးဟုဆိုလိုပါသည်သာဟာကုတ်သည်ပညာဘောဓုတပြေဝပေါ်များ၍ပရိယေ၌လင်အားများစွာ လိမ်မာရေးရာရှိကြောင်း မာဘီအိန္ဒိယပြည်တို့နဲ့အထူးကြော်ကြားပါသည်ဤတွင်အရှေ့နိုင်ငံနှင့်အနောက်နိုင်ငံများစွာသောခြားနားချက်တစ်ခုသိရသည်မှာအနောက်နိုင်ငံမှမူပညာဘ ഹു ဒုတ္တ ayi အဖိုးကိုပရိယေပေါ်များလိန်မာရင်းဝန်သာကြည့်၍ဆုံးဖြတ်လေသည်တက်ကလပ်မင်းပရိယေမရှိသူဟု၍အင်္ဂလိပ်အချင်းချင်းရှုံချပြောဆိုသည်များကို တွေ့ဘူးသဖြင့်သိရသည် အရှိနိုင်ငံ၌မူကားပညာဝဟုတ္တ၏အဖို့ကို ဖြူစင်သောသဘောကိုပြုသော စိတ်အင်အားမိမိရဲ့သောအပြုမူအင်အားတို့ဖြင့်ကိုကြည်သည်ဖြင့်ဆုံးဖြတ်တတ်ကြလေသည်ဒုသည်မှာ သဘောကောင်းခြင်းစိတ်ဖြောင်းမတ်စိတ်မြတ်ရှိမရှိလူ၏လက္ခဏာအင်္ဂါအပြုမူ physiognomy ကြည်လေကြည်ထရှိခြင်းဖြင့်သိနိုင်လေသည့်အပြင် ျွန်ုပ်တို့တင်ကြရသောစာများတွင်လည်းဤသို့ပင်အဆုံးဖြတ်ပေးလေသည်ဇာဟာကုတ်သည်မြမာပြည်သို့နှစ်ကြိမ်မြောက်ပြည်လေသွားရောက်အုပ်ချုပ်ရန်စီ၍အုပ်ချုပ်လျက် နေရခြင်းသည် အထပါသဘောနှမျိုးနှင့်တက်ဆိုင်လျက် ရှိရသည် ရှိပုံမှာမြမာပြည်သို့ပထမသွားရောက်အုပ်ချုပ်စဉ်အကကပြည်သူတို့ယခုအချိန်လောက်မနှိုးကြသေးဟုဆိုရဈေးကားမူပြည်သူတို့အားစိတ်နာကြည့်အောင် ပြုလုပ်သောစန့်ကျင်မှုများ လုံးလုံးမကင်းဟုဆိုသည့်တိုင်အောင်နေပါသေးသည်ဖြစ်ပါသည်။တရင်စာနှင့်ပြည်သူအများကမိမိတို့ထုံးစံကြည်လေကြည်ထအတိုင်းအခြားဘရင်ငံများထက်ဖြောက်မတ်၍စိတ်သဘောထားကောင်းသောဘရင်ငံဟုဆုံးဖြတ်ပြောဆိုခဲ့ကြပါသည်။ဒုတိယကျင်းပြန်လဲအုတ်ချုပ်စအခါ၌လဲအထုတလေကောင်းသောအကျိုးကိုမမြင်တွေ့ကြရသေး၍ဝမ်းမြောက်ဖွယ်မရှိသေးစေကားမူ ထူဆိုးသွမ်းသောအုတ်ချုပ်ခြင်းမျိုးကိုမူတမင်တိလျက်နဲ့မပြုတ်မလို့ဟုစိတ်ချခဲ့ဘူးကြသဖြင့်ဝမ်းနေခြင်းလုံးလုံးမရှိကြကြောင်းထင်ရှားသည်။သို့ဖြစ်ပါ၍မရမှနေမီအမှန်မင်ကန့်ကွက်ကြမည်ဖြစ်ပါသည်။စာဟာကုတ်၏အထက်အင်္ဂလိပ်အစိုးရကမူထိုအခြေအနေကိုစာဟာကုတ်ပရိယေကောင်းသောကြောင့်ဟုယူဆကြောင်းထင်ရှားသည်။ဤအတိုင်းသာယူဆလိုက်ပါကပြည်သူနှင့်အစိုးရ တလှမ်းစီတလှမ်းစီ ခွဲကြားသွားကြရမည်အရေးမှာလွဲလိမ့်မည် မထင်ပါပညာဘ ഹു ဒုတာပေါများခြင်းထက်မြက်အသိနာလဲခြင်းနတ်နည်းသောသဘောရှိခြင်းသူရတတ္တိကောင်းခြင်းစိတ်နှလုံးဖြောင့်မတ်ခြင်းတို့ဖြင့်ပြည့်စုံသောသူများအရှင်နိုင်ငံများ၌၎င်းအနောက်နိုင်ငံများ၌၎င်းပေါများစွာရှိသောကြောင့်ပရိယေဖြင့်နှိတ်ကွသောအင်အားနှင့် မှန်ကန်ကြားနာခြင်းမရှိသည်တို့ကိုနေရာဌာနတိုင်းရှိ လူတိုင်း၌စူးရှထိရောက်သောလက်နက်အဖြစ်အသုံးမပြုနိုင်ကြောင်းရှေးရှေးကရာဇဝင်တို့ကိုအပထားပြီးယခုအခါအင်္ဂလန်နိုင်ငံပါလီမန်တွင် ဖြစ်ပျက်ပုံများနှင့်ယနေ့တိုင်းနှင့်တိုင်းပြည်အချို့တွင်မငြိမ်မသက်ဖြစ်နေသည်ကိုစင်ငင်သဖြင့်ကျွန်ုပ်တို့သိရှိနားလည်ရပါသည်ထို့နောက်ညွန်ပြရန်တစ်ခုမှာဘေတော်ဘုရားဘိုးတော်ဘုရားခမီးတော်ဘုရားလက်ထက်တော်ကနိုင်ငံသားတို့သာသနာပြုရန် သာရောက်နေထိုင်ကြကြလေသည်ထိုသူများ၏သာသနာကိုကျွန်ုပ်တို့သည် ထိခိုက်စောကားပြုမိကားဝေးစွာနေထိုင်ရန်မြေနှင့်တကားအဆောက်အဦများကိုပင်ဓမ္မပိသားတို့၏ငွေကြေးဖြင့်ထောက်ပံ့ခဲ့မှုပါသည်ဤကဲ့သို့သော ပြုမှုခြင်းသည် နိုင်ငံသားတို့အားအထင်ကြီးမိတ်ဖွဲ့လိုသောအယူဝါဒသဘောမျိုး နိုင်ငံသားတို့၏လက်နက်အင်အားတကူကိုတည်ဟီကြောက်ရွံ့လိုသောသဘောမျိုးနှင့်သက်ဆိုင်ခြင်းလုံလုံကင်းရှင်းလျက်အလှူဒါန၌ရည်ရွယ်သော အမျိုးတလေးစိတ်သင်ဖြင့်ယန္တုဟုထင်မြင်လေးမရှိဘဲတက်တက်မြသောမေတ္တာတရားအဖြစ်ကုညီအားပေးခဲ့မှုသည့်အခြေအနေသဘောတို့ကိုစာဟာကုတ်စဉ်းစားဆင်ញင်လင်လူမျိုးတို့စိတ်နှလုံးနာကျင် ထိခိုက်အောင်စီမံအုပ်ချုပ်မီဝေး၍စိတ်နှလုံးတွင်ထိုဆန္ဒမျိုးကန့်ညိနိုင်မီပင်မဟုတ်ကြောင်းကျွန်ုပ်ကယုံကြည်ပါသည်ကျွန်ုပ်တို့ကိုးကွယ်ရာယရနာ၃ပါး ခမီးတော်မေတော်ဘုရားဆရာသမားများနဲ့တိုင်းပြည်ကိုအမှုထားပြီးရင် သမစိတ်တားဖြင့်စိတ်ငြိမ်စွာမနေအပ်သည့်အလျောက်မိမိဆိုင်ရာတောင်းဝင်ကြောင့်ထင်မြင်ချက်ကိုရေးသားတော်မူလိုက်သည်အရှင်ထိတ်ဆုမြတ်ဘုရားလက်ကလင်ပုံမြို့အိန္ဒိယပြည်ကိုက1924ခုဒီဇင်ဘာလထုတ်သူရိယမဂ္ဂဇင်းဘာသာရေးတရင်ခံ နားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ဖော်ပြပေးတော့မှာမို့စောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ